နမေးတဲ့ပြောစရာရှိတယ်တဲ့ဝမ်းနေစရာဟဲ့ဘယ်ဘာဖြစ်လို့လဲတာဆိုတော့အင်းနဲ့ကိုထူးဆုံးသွားပြီဟဲ့မဟုတ်တာဘာလို့လဲဆိုတော့ဟိုမမေးနဲ့အော်ပွဲမှာတော့တွေ့လို့နှုတ်ဆက်လိုက်သေးတယ်မဖြစ်နိုင်ဘူးနော်ဟိုရက်ခရီးဆိုတော့ဘယ်နေ့ကဆုံးတာလဲဆိုတော့သူက ဒီမနက်မှဆုံးသွားတာဆိုတော့ကားလေးอ่ะဆိုစိတ်တဘောတာလေးလည်းဟိုကောင်းပါတယ်ဟိုလူမှုဆက်ဆံရေးလေးလည်းကောင်းတယ်စိတ်မောမှာဆိုရင်လည်းအလိုပဲဟိုဆက်ဆက်ပြောင်ပြောင်လေးတွေနေပေါ့နော်ပြီးတော့ဟိုဟိုကုညီတတ်တယ်အဲ့လိုမျိုးကုညီတယ်တခုဆိုရင်ဟိုမမေပဲမမေပဲသားတို့တဲ့ပေးမယ်အဲ့လိုမျိုးလေးပေါ့အဲ့ခါကျတော့ပြောရမယ်ဆိုရင်ဟိုမွေးထလာမဟုတ်ပေမဲ့လည်းကိုသားလေးတယောက်ဆုံးရှုံးသွားတယ် ကြကြချင်းယုံအောင်မယုံနိုင်ပါဘူးတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်တကယ်ကိုဝမ်းနေရပါတယ်ပြောရမယ်ဆိုရင်သူဒီသူ accident ဖြစ်တယ်ဆိုတော့ကိုပထမမကြားမိဘူးပေါ့နော်အမမနေ့ကမနေ့ကမှ shooting ရောက်တော့မှအဖြူအောင်တက်ကြည့်အတူတူရိုက်ခဲ့ကြတာပေါ့နော်သူမဲ့လိုက်တဲ့အချိန်မှာအဲ့ကားထဲမှာပါတဲ့ makeup အဖုံးလေးကအင်းနဲ့မမေးနဲ့ပြောစရာရှိတယ်တဲ့ဝမ်းနေစရာဟဲ့ဘယ်ဘာဖြစ်လို့လဲတာဆိုတော့အင်းနဲ့ကိုထူးဆုံးသွားပြီဟဲ့မဟုတ်တာ ဘာလို့လဲဆိုတော့ဟိုမမေနဲ့အော်ပွဲမှာတော့တွေ့လို့နှုတ်ဆက်လိုက်သေးတယ်မဖြစ်နိုင်ဘူးနော်ဟိုရက်ကလေးဆိုတော့ဘယ်နေ့ကဆုံးတာလဲဆိုတော့သူကဒီမနက်မှဆုံးသွားတာဆိုတော့ဟိုဘလို့ပြောရမလဲဆိုတော့လေပြောဖို့စကားတော့မှမရှိပါဘူးဘာလို့လဲဆိုတော့တကယ်ကိုကိုသားလေးလိုပါပဲအမမကလည်းသားလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့မယုံလဲမယုံနိုင်သလိုစိတ်မကောင်းလဲအများကြီးဖြစ်မိတယ်အော် ကိုမျက်စိရှင်မှာကိုနဲ့တူတူဟို3လတီတီပေါ့နော်ကားတူတူရိုက်ခဲ့ကြတာကိုနဲ့အတူရိုက်ခဲ့တဲ့ကိုကလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပြီးတော့ဒီလိုငယ်တဲ့အရွယ်မှာပေါ့နော်ရုတ်တရက်ဒီမျိုးဖြစ်သွားတဲ့အတွက်ပြောရမယ်ဆိုရင်ဘလို့မှကိုမဖြေနိုင်ဘူးပေါ့ပြောရမယ်ဆိုရင်တော့သူနဲ့အတူတူနေခဲ့တဲ့အချိန်မှာ သားလေးอ่ะဟိုစိတ်တဘောတာလေးလည်းဟိုကောင်းပါတယ်ဘလို့လူမှုဆက်ဆံရေးလေးလည်းကောင်းတယ်အာဟိုဘလို့ခေါ်မလဲဟိုအမားတို့ကလည်းအဲ့လိုသူอ่ะဟိုရိုသေတာပေါ့เนาะအဲ့လိုမျိုးနဲ့ဟိုကိုင်းရရလည်းအဆင်ပြေတယ်ခလေးဆိုတော့ခလေးပါသွားဘောင်းကပျော်ပျော်ရွှင်ရွှင်နောက်နောက်ပြောင်ပြောင်လေးနဲ့ပေါ့เนาะအဲ့လိုမျိုးနေတဲ့ခလေးပေါ့เนาะအဲ့လိုမျိုးဆိုတော့လေဘလို့ခေါ်မလဲပြောရမယ်ဆိုရင်တော့အမှတ်တရတယ်တော့အများကြီးဒီတကားလုံး အတူတူရိုက်ခဲကြတဲ့၃လနေကြကြတဲ့နေတာကလည်းအပေါ်ထက်အောက်ထက်ဆိုတော့လေအဲ့ခါကျတော့ဟိုမနေ့မိုးလင်းရင်ဟိုတွေ့နေရပြီးစင်းပေါ်မှာဆိုရင်လည်းအလိုပဲဟိုဆက်ဆက်ပြောင်ပြောင်လေးတွေနေပေါ့နော်ပြီးတော့ဟိုဟိုကုညီတတ်တယ်အဲ့လိုမျိုးကုညီတယ်တခုဆိုရင်ဟိုဟိုမမေးဖဲမမေးဖဲသားတို့တည်ပေးမယ်အဲ့လိုမျိုးလေးပေါ့အဲ့ခါကျတော့ပြောရမယ်ဆိုရင်ကိုမွေးထလာမဟုတ်ပြီမဲ့လေကိုသားလေးတယောက်ဆုံရှုံသွားတယ်ကျွန်တော်နေတတ်တဲ့သူတယောက်ဆုံရှုံသွားတဲ့အပေါ်မှာရှင်ရဲ့ဖက်ချက်လေးတွေ ဟုတ်ဟောအဲ့ဒါကတော့လေဟိုပြောပြလို့မရပါဘူးပြီးတော့ဟိုဒီလိုမျိုးဟိုရှုံလည်းမယုံနိုင်သေးသလိုဟိုပြောပြလို့လည်းမရဘူးဒါဟိုဘယ်နောက်ထိဝမ်းနေပါတယ်ဆိုတာကိုကို ပြောပြလို့ဟိုမရဘူးပေါ့ဟုတ်ပါလို့ဆိုတော့သူလုံမယ်ဆိုရင်အရှိမှာပေါ့နော်လူပညာလုပ်တယ်သူအများကြီးလုပ်လို့ရသေးတယ်။ဟောပြီးတော့ဟိုကလေးကသေယောဆောင်လဲတော်တယ်လေ။ အဲ့လိုမျိုးဖြစ်တဲ့အတွက်ကနှမျောတာပေါ့ဘာလို့အရွယ်ကောင်းလေးလည်းဖြစ်နေတာဟုတ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုအချိန်လည်းမတန်သေးဘူးလေနော်အဲ့လိုတော့ထင်မိတာပေါ့နော်ဒါပေမဲ့လို့လည်းအာသူဘဝမှာသူဒီလောက်ဖဲကုသကံပါလာလို့ပဲလို့ပဲဖြေရတာပေါ့နော်ဆူတောင်းရမယ်ဆိုရင်အကယ်၍များပေါ့နော်သူနောင်ဘဝ ဆိုတာရှိခဲ့မယ်ဆိုရင်နောက်ဘဝလူလောကတွေကိုပြန်ရောက်ခဲ့မယ်ဆိုရင်အခုလိုမျိုးအဖြစ်မျိုးတွေကိုမခံစားရပါစေနဲ့လို့ပဲဆုတောင်းပါတယ်နောက်ဘဝမှာသူလူပြန်ဖြစ်ခဲ့မယ်ဆိုရင်ဒီလောကလူလောကတွေရောက်ခဲ့မယ်ဆိုရင်လည်းလူပညာလောကမှာသူချစ်တဲ့လူပညာလောကမှာကျင်လေတဲ့ကလေးတယောက်ပဲဖြစ်ပါစေလို့ဆုတောင်းပါတယ်သူလုံးချင်တဲ့လူပညာတွေကိုဟိုလိုခေါ်မလဲအကောင်းဆုံးလုံနိုင်တဲ့ သူသူကိုဘယ်လိုခေါ်မလဲကြီးတဲ့အထိပေါ့နော်လုံနိုင်တဲ့အာခလေးတယောက်အနေနဲ့ပဲပြန်မိုးဖွာလာပါစေကျောင်းပြပါ